အားလုံးပဲမင်္ဂလာပါ Zen Vibes Diary YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရိုးစမယ်ရီရိုးစမယ်ရီရိုးစမယ်ရီဆိုတဲ့နာမည်လေးကဘယ်ကနေဘလို့ဖြစ်လာလဲဆိုတာတွေးကြည့်မိခဲ့ကြဘူးလား ရိုးစမရီဆိုတဲ့ချစ်စရာကောင်းတဲ့ဒီနာမည်လေးဖြစ်လာခဲ့တဲ့ဒနာယီဇလန်းလေးကလည်းအရင်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီဗီဒီယိုလေးမှာတော့ရိုးစမရီအပင်ရဲ့အစွမ်းအာနိသင်တွေနဲ့သူ့ရဲ့ဒနာယီဇလန်းလေးကိုဘဟုတုတအဖြစ်ဇန်လေးလာမိတဲ့လောက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Rosemary အပင်ကမြေထဲပင်လယ်ဒေသအထူးသဖြင့်ပေါ်တူဂီစပိန်နဲ့မြေထဲပင်လယ်ကမ်းရိုးတဲ့တခြားရှိတောင်ကုန်းတွေပေါ်မှာပေါက်ရောက်ပြီးနှစ်ပေါင်း9000ကျော်ကြာကျွေဝတဲ့သမိုင်းကြောင်းရှိခဲ့ပါတယ်ရိုးမယ်ရီဆိုတဲ့အမည်ကလက်တင်ဘာသာစကား Rosemarinus မှာဆင်းသက်လာပြီးတော့ Rose က နှီးရည်လို့အဓိပ္ပာယ်ရပြီးတော့ Marines ကတော့ပင်လယ်လို့အဓိပ္ပာယ်ရရှိပါတယ် Rosemary ကိုမတူညီတဲ့အခြားနာမည်များဖြစ်လေလူတီများကြပါလေ English လို့ Rosemary ပြင်သစ်လို့ Romero စပိန်လို့ Romero အီတလီလို့ Rosemarino လို့ လူသိများကြပါသေးတယ်။ Rosemary လို့အမည်တွင်လာစေခဲ့တဲ့တဏှာရီပုံမြင်လေးကတော့ Korean တဏှာရီအရာအပြိုစင် Mary က Hero မင်းကြီးရဲ့တပ်သားများရံမှလွတ်မြောက်ဖို့အတွက် Jesus Joseph နဲ့အတူအစ်ချစ်ပြီးတော့ထွက်ပြေးခဲ့ပါတယ်။သူတို့ရဲ့ခရီးစဉ်မှာ Mary ကသူ့မရဲ့အပြာရောင်ဝိယုံကိုအချောက်ခံမှုအတွက်ချူရောင်နှင်းစီပန်းချုံပေါ်မှာဖြန့်ထားလိုက်တယ်။ ။ဝိယုံချောက်သွားတော့ကောက်ယူပြီးဝစ်လိုက်တဲ့အခါမှာအံ့ဩစရာကောင်းလာအောင်ပဲအဖြူရောင်နှင်းစီပန်းချုံတစ်ခုလုံးကအပြာရောင်ဖြစ်ကိုပြောင်းသွားခဲ့တယ်။အဲ့ဒါနဲ့ပဲအဲ့ဒီပန်းချုံအပင်ကို Rose of Mary လို့ခေါ်ခဲ့ကြတာဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှ Rose of Mary မှာ Rose Mary လို့ပြောင်းလဲအမည်တွင်လာခဲ့ပါတော့တယ်။ဂျာလေးကတော့ဇန်အိမ်မှာကိုယ်တိုင်လှုပ်ထားတယ်။စံသားနဲ့ ဥယျာဉ်ပြားကိုလိမ့်မှုအတွက် rosemary အစီလေးပဲဖြစ်ပါတယ်။ rosemary အပင်က မျိုးစုံ၃နိုင်နဲ့ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ rosemary အရွက်ကိုအသားများ၊ပင်လယ်စာများ၊ဟင်းသီးဟိရွက်များ၊ဟင်းကြူတွေမှာအမွှေးအနက်အရသာထူကဲကောင်းမွန်မှုအတွက်အသုံးပြုကြပါတယ်။ rosemary အရွက်ကိုရေနွေးပူပူလေးထဲမှာထည့်နှက်ပြီးတော့ တောက်မယ်ဆိုလို့ရှိရင်လန်ဆန်မီမွေးချိန်နဲ့ herbal tea လက်ဖက်ရည်တစ်ခွက်ရရှိပါတယ် rosemary အရွက်ရဲ့တခြားဆေးဘက်ဝင်အသုံးဝင်ပုံများကတော့ rosemary အရွက်ကဝမ်းပြတ်ခြင်းအစာချေပြဿနာများနဲ့လေပွားခြင်းတို့ကိုသက်သာစေရန်ရှေးရခိုင်တွေကအသုံးပြုခဲ့ကြပါတယ် rosemary အရွက်ကိုနာကျင်မှုနဲ့ရောင်ရမ်းမှုတွေသက်သာဖို့အတွက်အသုံးပြုခဲ့ကြပါတယ် ရိုးစမယ်ရီအရက်မှာမှတ်ဉဏ်နဲ့မှတ်ဉဏ်လောက်ဆောင်ရည်တွေကိုတိုးတက်ကောင်းမွန်စေတဲ့ antioxidants တွေလည်းပါဝင်ပါတယ်။ဇန်အခုတောက်လိုက်တာကတော့ rosemary tea မဟုတ်ပါဘူးနော်။သူကပူစီနံလက်ဖက်ကြီးပဲဖြစ်ပါတယ်။ Rosemary အရွက်ကိုဝက်ချံပေါက်ချင်းရွှတ်ချဖို့အတွက်နဲ့သွေးလည်ပတ်မှုကောင်းစေခြင်းကျန်းမာရေးအသားဟေရဖို့အတွက် skin care ထုတ်ကုန်တွေမှာထည့်သွင်းအသုံးပြုကြပါတယ် Rosemary အရွက်ကို essential oil လို့ခေါ်တဲ့ရင်နဲ့ကုထုံရေမွေးနဲ့အသားရေထိန်းသိမ်းမှုထုတ်ကုန်များမှာအသုံးပြုကြပါတယ် Rosemary အရွက်ကို စံကေတာများကျမ်းမာတန်ဆွမ်းဖို့နဲ့စပင်းအုံထူလာပြီးတွေးလည်ပတ်မှုကောင်းစေဖို့သုံးလို့ရပါတယ်။ဘောက်ထရိပ်ပြဿနာကိုလည်းဖြစ်ရှင်းနိုင်ပြီးတော့ဥယျာပြားကိုလည်းထိမ့်သိမ်းဆောက်ရှောက်နိုင်တဲ့ဆန္ဒလိမ့်စီအဖြစ်အသုံးပြုနိုင်ပါတယ်။ဇန်အခုစပင်းမှာလိမ့်နေတာကတော့ Rosemary အစီပဲဖြစ်ပါတယ်။ Rosemary အစီလုံနီးလေးရတော့ ဝေကူရွှေရှင်းပါတယ်မိမိတို့အိမ်မှာစိုက်ထားတဲ့ rosemary အရွက်လေးတွေကိုခူးခူးပြီးတော့ရေစင်အောင်စေးပေးပါ ရေစစ်သွားအောင် တရက်လောက်စကားလေးနဲ့စစ်လန်းထားပြီးတော့အုံးစီလေးနဲ့မီးအေးအေးလေးနဲ့အချိန်ကြာကြာလေးမီးအေးအေးလေးနဲ့ကြိုထားပေးလိုက်မယ်ဆိုလို့ရှိရင်အနက်မွေးချိုင်နဲ့ rosemary အုံးစီလေးအဖြစ်စံသားပေါ်မှာလိမ့်ချန်ဖို့ ready ဖြစ်ပါပြီ ခေါင်းမလျှော်ခင်တနိုင်လောက်အလိုမှာဥယျာပြားပေါ်ကိုလက်ချောင်းထိတ်လေးတွေနဲ့သွေးလက်ပတ်မှုကောင်းသွားအောင်ဖွားဖွားလေးနှိပ်ပြီးပြောမှာ rosemary အစီလေးနဲ့လေးမိပါတယ်တနိုင်ပြီးတော့မှကောင်းလျှော်ပါတယ်ပုံမှန်လေးလိမ့်သွားပေးမယ်ဆိုလို့ရှိရင်သပင်ကျွတ်တဲ့ပြဿနာကိုဖြေရှင်းပေးပြီးတော့သပင်သားကိုပြန်ပြီးတော့ထူလာစေပါတယ် rosemary အရွက်ကို ချားသုံးပြုပုံလေးလည်းရှိပါသေးတယ်။ Rosemary အရွက်ကိုချင်းရှင်းကောင်းလေးလိုမျိုးအင်းဆက်ပိုးမတွေကိုနှိမ်နှင်းဖို့အတွက်နဲ့အပင်ရဲ့ချီထွားမှုကို တိုးတက်စေဖို့အတွက်အသုံးပြုပါသေးတယ်။ Rosemary ကိုအဝိထင်းများအတွက်သဘာဝဆိုးစိအဖြစ်အသုံးပြုနိုင်ပြီးတော့အဝါရောင်မှအညိုရောင်ထိအရောင်များဆိုးရတယ်လေအသုံးပြုကြပါသေးတယ်။ Rosemary အပင်ကို အိမ်တွင်းတွင်ပန်းအိုးဖြင့်စိုက်ပျိုးထားပါကအိမ်တွင်းလေထုကိုလည်းတန့်စင်ပေးပါတယ်ရိုးစမယ်ရီအရွက်ကိုရင်တွင်းစစ်စူနဲ့ကြိုပြီးတော့အခန်းတွင်းအငွေ့ပြန်အောင်လှုပ်ထားပြီးခြင်းဖြင့်သဘာဝလေထုကိုလည်းတန့်စင်ပေးပါတယ် ရှိရခင်တော့ကတော့မိမိတို့ရဲ့အိမ်မှာမကောင်းတဲ့အငွက်သက်တွေရှိတယ်လို့ခန်းစားနေရရင်ဒီ rosemary ရနက်လေးတွေကိုတရင်လုံးကိုဖြန့်ချက်ထားပြီးတော့ဒီမကောင်းတဲ့အငွက်သက်တွေကိုပေါက်ပြတ်သွားအောင်ပြုလုပ်လို့ရှိတယ်လို့လေ့လာတွေ့ရှိရပါတယ် rosemary လေးကတော့ rosemary အစီရဲ့အစွမ်းလေးနဲ့အရင်အောင်တောက်ပြောင်လှပသွားပြီနော် ဆန္ဒပြဿနာနဲ့ဥယျာဉ်ပြားရာရင်နဲ့ပြဿနာရှိရဲဆိုလို့ရှိရင်လည်းအခုဇန်လုတ်ပြသွားတဲ့ Rosemary အစီလေးကိုကိုတိုင်းအိမ်မှာလုပ်ကြည့်ပြီးတော့မှဒီသပင်ပြဿနာတွေကိုဖြေရှင်းလိုက်ကြကြအောင်နော် ီမှာဇက်ရဲ့သပင်လေးတွေလေ Rosemary အစီလေးရဲ့အစွမ်းနဲ့မင်းရဲ့ဆန်ရွယ်လေးမှာဝဲဆိုရက်တခြင်းလေးတိုင်းတောင်ဖြစ်နေပြီနော်ရိုးစမရီကတစ္ဆာရှိမှုချစ်ချင်းမြတ်တာဖွဲ့နှွဲမှုတွေအတွက်သင်္ကေတတစ်ခုဖြစ်ပြီးတော့အထည်အမှတ်ပွဲခန်းသားတွေမှာလည်းအလှဆင်လေးရှိပါတယ် ူရဲ့အလှတရားယနေ့နဲ့တင်ကြီးတများအတွက်လေးစားအားချဖွယ်ရာတရုတ်ပြတဲ့အပင်လေးပဲဖြစ်ပါတော့ရှင်။ Rosemary အကြောင်းလေးတွေကိုဆက်ပြီးတော့လေ့လာခြင်းသေးရယ်ဆိုရင် Zen description မှာ link ချပေးထားပါမယ်နော်။ ဇန်ရဲ့အခုလို beauty tips လေးတွေနဲ့ storytelling လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုလို့ရှိရင်ဇန်ရဲ့ YouTube channel လေးကို like follow နဲ့ subscribe လုပ်ပြီးတော့အားပေးထားကြပါဦးနော်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ See you in the next video. Bye bye.